မီကျော်ခင်ဝင်းဝါကတော့အခုမိသားကြီးမင်းဦးကသူ့ကိုရဲကွင်းကအပြန်မှာမိစေတိုက်ပြီးတော့ရုံမာခဲ့ပြီးတဲ့ဆိုရဲကိစ္စရီပတ်သက်ပြီးတော့ဖြည့်ရှင်းလာပါပြီမင်းမီကျော်ခင်ဝင်းဝါကတော့အမှုရလောကမှာသူကိုယ်ရင်ကနောက်ခံ background လည်းမရှိဘူးငွေကြေးလေးအဆင်မပြေဖြစ်ခဲ့တာဖြစ်တဲ့အတွက်လူများမင်းသားမင်းသမီးတွေရဲ့အနိုင်ကျင့်ခြင်းကိုနော်အလူမြာညီကိုမောင်နှမချင်းချင်းအနိုင်ကျင့်ခြင်းများစွာခံခဲ့ရကြအောင်မင်းမီကျော်ခင်ဝင်းဝါက ပြည်သက်တွေကိုရင်ဖွင့်ထားခဲ့တာပဲဖြစ်ပါတယ်။ဒီကကြတော့သူ့ဖေကလုံးကနေနှစ်ကဆုံးမသွားခဲ့တာ ဖြစ်တဲ့အတွက်သူ့ဖေဆုံးပြီးတဲ့နောက်ပိုင်းမှာပုံမွေးပြီးတော့လူတွေကအမနာဘူး။ပုံမှန်ဆိုရင်ရိုက်ကွင်းပေါ်မှာဒါအဖေကအမြဲတမ်းလိုက်ဖို့တွေပေါ့နော်။နောက်ပိုင်းမှာတော့အဖေက2023မှာဆုံးမသွားခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီနောက်ပိုင်းမှာအမှုညာမောင်နှမတွေကလည်းသူ့ကိုတိတ်ပြီးတော့ဒါအမနာဘူး။ဒီကကြတော့ပြင်ပလောကမှာလည်းတချို့သောတချီတွေက တညာကို3500ပေးမယ်3000ပေးမယ်သူတို့နဲ့အပြော်မရလုပ်ပေးပါတညာအိပ်ပေးပါဆိုရင်နေထားနေများစွာရုံးမှာပြောဆိုခံနေရကြောင်းခင်ဝင်ဟွာကအရင်ဖွင့်ခဲ့တာပဲဖြစ်ပါတယ်အခုမင်းသားကြီးမင်းဦးကိစ္စနဲ့เนาะဘယ်လိုဖြစ်တာလဲဆိုရဲမင်းခုကိုအခင်ဝင်ဟွာကဖြေချခဲ့တာပဲဖြစ်ပါတယ်အခုမင်းဦးနဲ့ခင်ဝင်ဟွာရဲ့ပုံတွေပြန်ထလာတဲ့အဲ့ဒါကတော့မင်းဦးကခင်ဝင်ဟွာကိုမြေစင်းနဲ့ဘာညာလုပ်တယ်ပေါ့ဗျာအဲ့ဒါကတကယ်မဟုတ်ဘဲနဲ့မုံဆိုတဲ့ဇလန်တွေက ရုပ်ပုံတွေတော့ဗီဒီယိုဖိုင်တွေသာဖြစ်ချောင်းဝင်ခင်ဝင်ပါကအမှန်တိုင်းပဲဖြစ်ရှင်းခဲ့တာပဲဖြစ်ပါတယ်။ကိုကြီးမီဦးနဲ့ကျမနဲ့เนาะဆက်ဆံရေးကတော့ရည်ရွယ်သက်သာပါတယ်။သူ့ကိုအထင်မလဲချပါနဲ့ခုလိုမျိုး online ပေါ်မှာပြန်ထန်နေတာတွေကလေဇလန်တွေတခုတဲကပုံတွေပါ။အဲ့ဒီဇက်ကမှသူ့ကိုမီဦးကစပွန်ဆာပေးခဲ့တဲ့အေးရဘောကကိစ္စတွေပါပါနေတာဖြစ်တဲ့အတွက်အခုလိုမျိုးအပြင်လောကမှာမီးစင်းနဲ့တိုက်ပြီးတော့မီးဦးကလှုပ်ကြံခဲ့တဲ့ဆိုတာရုပ်မှန်ခဲ့တဲ့ဆိုတာတကယ်မဟုတ်ခဲ့ကြောင်းကို Daqui a um lugar cheio de agueira ali,